ယခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်မန်လေးမြို့ဈေးကျုံကိုရောက်ရှိနေတာတော့ဖြစ်ပါတယ်။ရှိမှဆိုရင်ကျွန်တော်တို့မန်လေးဈေးကျုံနိုင်စဉ်မြင်တွေ့နေရတယ်။မလာ၂ session ကြီးကလောက်ခတ်ခဲ့တဲ့အပြင်အဆင်ကုန်ဓမ္မကငလင်ကြီးအပြင်ပေါ့။ဒါနောက်ထပ် after show ငလင်လေးတွေပေါ့။ကျန်းကျန်းခံပြီးတော့ဒါမူလပဂရီတိုင်းအဲအကောင့်တိုင်းရှိနေတဲ့မန်လေးကျွန်တော်နိုင်စဉ်အမြင်တွေ့နေရပါတယ်။မန်လေးဈေးကျုံဈေးရုံကြီးတွေကတော့ အဲကြီးကြီးမားမားပျက်စီးမှုကတော့အပြင်ပန်းအဖြစ်တော့မတွေ့မိသေးဘူးခင်ဗျာဒါအထဲမှာတော့ရှိကောင်းရှိနေတယ်ခင်ဗျာဒါတက်ဆိုင်ရာကြီးဆစ်ဆေးပြီးတော့မှဒါခေတာတိရမယ်ခင်ဗျာခင်ဗျာငလေးလောက်ခဲ့ပြီးရဲ့နောက်မလ28ရက်နေ့ရက်နေ့စပြီးတော့ယနေ့ April 2ရက်နေ့အထိဒါမန်လေးဈေးကျဈေးရုံကြီးကအဲဖွင့်ခွင့်မပေးသေးတဲ့အဲလက်ရှိချိန်ထိအာဈေးကျဈေးရုံလေးအာပိတ်ထားတာကိုမြင်ပြရတယ်ခင်ဗျာ ဒါပေမဲ့ဈေးကျဈေးရုံရဲ့နောက်မှာရှိတဲ့အဲကုန်စည်တန်းပေါ့ကျွန်တော်ဒီအပြင်ဈေးတန်းလေးကတော့အယောင်ဝင်ပြက်ဒါစီကားနေပြည့်ရှိတာကိုတွေ့ရတယ်အခုရေနေရတာကတော့ဖြစ်တဲ့ချောင်းလမ်း26လမ်းတောင်ရောက်ရှိနေတာဖြစ်ပါတယ်။အစည်းကျုပ်ဈေးရုံကြီးရဲ့အနောက်ခဲကဈေးကျုပ်ဈေးပေါ့။ဟိုဒီမှာအတီးနန်နေရမယ်။ကုံစိန်ကုံ6တွေရောက်နေ။ဈေးကျုပ်ဈေးရုံကြီးကတော့ဒီလလင်ချောင်း အဲဆိုရင်ရပြီပိတ်ထားပြီမယ်လို့ဒီနောက်ကဈေးတူဈေးပုံစံတန်းဈေးကတော့ဘယ်အောင်မပြတ်စီကားနေတာတွေ့ရတယ်ဗျာဟုတ်ကဲ့ဒါအလေးလောက်ထပ်ပြီးတော့မလာ28နေ့ကနေပြီးတော့ဥပလာ၂ရက်နေ့အထိပေါ့ဒါဥပလာ၂ရက်နေ့မှာမနက်ခင်းဈေးတူဈေးရဲ့ရောင်းဝယ်ပြစီကားနေတဲ့အခြေအနေတွေဖြစ်ပါတယ်ခင်ဗျာ ဒီလိုဈေးရုံဒီတွေကတော့ဘယ်နည်းဘယ်ရပြန်ဖွင့်မယ်ဆိုတာတော့အတိအကျမသိရသေးဘူးလို့ဆိုရခင်ဗျဟုတ်တရှိမန္တလေးမြို့ဈေးကျုံရဲ့အခြေအနေလည်းဖြစ်ပါတယ်ခင်ဗျ